တမ်းမပြည့်သေးတဲ့အပြင်၁၄နှစ်အောက်ပဲရှိသေးတဲ့အနိုင်ကျင့်ခံရတဲ့ထားရမင်္ဂလိအားလုံးမင်္ဂလာပါကဘာပေါ်ကထူးထူးဆန်းဆန်းအကြောင်းအရာတွေကိုအမြင်မပြန့်တင်ဆက်ပေးနေတဲ့ကျွန်တော်တို့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ထိုင်းနိုင်ငံဆိုတာကကျွန်တော်တို့မြန်မာနိုင်ငံလိုပဲအာဆီယံနိုင်ငံတွေမှာပါပြီးတော့အာရှတိုင်းတောင်ဘက်မှာရှိပါတယ်ထိုင်းနိုင်ငံကကျွန်တော်တို့မြန်မာနိုင်ငံနဲ့အိမ်နီးချင်းနိုင်ငံဖြစ်ပြီးတော့မြောက်ဘက်ကနေမြန်မာနိုင်ငံနဲ့လောင်နိုင်ငံအရှေ့ဘက်မှာဆိုရင်ကမ်ဘောဒီးယားနိုင်ငံ တောင်ဘက်မှာဆိုရင်မလေးရှားနိုင်ငံနဲ့အနောက်ဘက်မှာဆိုရင်အိန္ဒိယသမုဒ္ဒရာကြီးနဲ့ထိစပ်နေပါတယ်။ခီးသွားလုပ်ငန်းကနေအဓိကပတ်စံရတာဖြစ်ပြီးတော့ဘန်ကောက်ကတော့ထိုင်းနိုင်ငံရဲ့အဓိကမြို့တော်ပါ။ကျေးလက်ရှုကင်းနေရှေးဟောင်းဝင်းနစ်တွေနဲ့နိုင်ငံကျော်ကျောင်းတော်တွေကရန်ကုန်နယ်မြေကြီးတောင်တိုင်းတပန်းသားတွေအလဲလာဖို့အတွက်စွဲဆောင်မှုဖြစ်စေပါတယ်။တုံရန်နဲ့ပတ်ထိုင်းကလည်းထိုင်းနိုင်ငံရဲ့နယ်မြေကြီးအားစာရဲမှာပါပြီးတော့ယူရီးယားသင်္ဘောကြီးတောင်ကတော့မြန်မာနိုင်ငံမှာ ဂျိုရီယာသင်္ဘောကြီးတောင်းလို့အော်ရောင်းရတဲ့အထိပါနည်းနည်းကြီးပါလေ။ဟိုင်းနိုင်ငံကိုခင်းကြီးသွားတာကြိုက်တဲ့လူတွေတဲမှာဟိုင်းနိုင်ငံရဲ့ red light area ကိုအလဲလာနေတဲ့သူတွေလည်းပါပါတယ်။ဟိုင်းနိုင်ငံရဲ့ red light area ကကဘာတလောသည့်အရန်ကိုနည်းနည်းကြီးပြီးတော့အဲ့ဒီနေရာမှာများသောအားဖြင့်ရုပ်ရှင်တွေအပန်းဖြေစင်တာတွေကာရာအိုကေဘားတွေနဲ့လိမ်ပိုင်းဆိုင်ရာဝယ်ဆောင်မှုတွေကြပါတယ်။ကောင်ပတ်လေးတွေနဲ့နေပြောင်းလုပ်သားတွေအများကြီးတန်းစီနေတဲ့ red light area မှာအပန်းဖြေခြင်းလို့ ကဘာတလောင်းနေလာကြတဲ့ခီးသွားတွေလည်းအများကြီးရှိပါတယ်။ Red Light ရေးရတဲ့အမှနာမည်ကြီးတဲ့နေရာတချို့နဲ့နာမည်ကြီးတဲ့ဝန်ဆောင်မှုတွေကိုပြောပြပါမယ်။ Purple Purple ကဗန်ဆောင်မြို့ရဲ့နာမည်အကြီးဆုံး Red Light Area ဖြစ်ပြီးတော့မာနေကလက်တရာအရန်သွားများပြီးနာမည်ကြီးကြပါတယ်။ Cyclone Land နဲ့ Purple Land ကလည်း Purple ရဲ့ Red Light Area မှာနာမည်ကြီးပါတယ်။ Nana Plaza နာနာပလာဇာကလည်းဗန်ရောင်းမြို့မှာမတိရလို့မရှိတော့ရလက်အေရီးယားမှာနာမည်ကြီးပါတယ်ကနတ်တွေ ဘာတွေအပန်းတွေစက်တာရဲ့ပြင်နေပိုင်းဆိုင်ရာဝန်ဆောင်မှုတွေလည်းရပါတယ်။ Strike Gone Wide Strike Gone Wide ကလည်း Bangkok မှာလူသိများတဲ့ Red Light Area တွေကတခုဖြစ်ပြီးတော့ American စစ်သားတယောက်ကနေစလာတာပါ။ Strike Gone Wide မှာလည်းလမ်းတစ်လျှောက်လုံးကဘားတွေကလပ်တွေပြည့်ပါပဲ။နောက်ဆုံးတစ်ခုကတော့ပတ်တရာရဲ့ကြော်ကြားဆုံး Red Light Area ပါ။ Walking Street လို့ခေါ်ပြီးတော့ Nojina အကုန်ရပါတယ်။ဘားတွေကလပ်တွေလိန်နဲ့ပတ်သက်တဲ့ဝန်ဆောင်မှုတွေအကုန်လုံးကိုရပါတယ်။ ဒါကြောင့်ပဲဖြီးသွားတွေကထိုင်းကိုတကူတကလာလေကြတာဖြစ်ပြီးတော့အနောက်နိုင်ငံကနေထိုင်းနိုင်ငံရဲ့ညာဘက်ကိုပျော်ခြင်းလို့လာကြတဲ့လူတွေကလည်းအများကြီးပါပဲဒီလိုကမ္ဘာတော်မှာ level ကြီးနိုင်ငံဝန်ဆောင်မှုပေးနေတဲ့ထိုင်းနိုင်ငံကြီးမှာဒီလုပ်ငန်းတွေကတရားဝင်မှာဟုတ်ပါတယ်လူကြီးမင်းတို့နားကြမှာမပါဘူးဒီလိုကမ္ဘာတော်တွေခစ်စားနေတဲ့နိုင်ငံဝန်ဆောင်မှုပေးတဲ့ပြည်စာလုပ်ငန်းကထိုင်းနိုင်ငံမှာတရားဝင်မှာမဟုတ်ပါဘူးထိုင်းနိုင်ငံမှာ1969နှစ်ကထုတ်ပြန်ခဲ့တဲ့ဥပဒေအရ ကိစ္စာ လုပ်ငန်းကိုတရားမဝင်လို့တက်မှတ်ထားပြီးတော့ကိစ္စာလုပ်ငန်းနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေကိုလည်းတရားမဝင်လို့တက်မှတ်ထားပါတယ်ပြီးတော့ကြီးကြီးရဲ့ပြည်တံတွေလည်းရှိပါတယ်ဒါပေမဲ့လက်တွေ့မှာတော့ကိစ္စာလုပ်ငန်းတွေကအများကြီးပါအများကြီးပဲရှိနေပြီးတော့ real life area လို့နေရာတွေမှာဆိုရင်မိုးလိုပေါက်နေတာပါအဲ့လိုဖွင့်ထားတာတွေကိုအာနာပိုင်တွေကမမြင်ချင်အောင်စောင့်ထားပေမဲ့တကယ်ဖြစ်လာရင်တော့ဥပဒေအရကာဝယ်ပေးမှာမဟုတ်ပါဘူးအဲဒီကမှာကိစ္စာလုပ်ငန်းကိုတရားဝင်ခွင့်ပြုပေးလိုက်ပြီးတော့ထိန်းချုပ်ထားဖို့အတွက် နိုင်ငံတော်မှာအကြံပြုချက်တွေရှိနေပြီမဲ့လည်းအစိုးရကထောက်ခံချက်ပေးပြီးတရားဝင်ခွင့်ပြုထားတာတော့မရှိသေးပါဘူး။ဒီလိုတရားမဝင်ဖွင့်ထားတဲ့ဆိုပေမဲ့အရှမ်းကိုလူစီကားနေတဲ့ဒီနိုင်ငံပိုင်းဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းတွေပါအမျိုးသမီးနဲ့နိုင်ပြောင်းအမျိုးသားစုစုပေါင်း6000ကျော်လောက်ကိုင်နေကြပါလေ။တချို့တွေကမိသားစုရဲ့စားဝတ်နေဝေးကြီးအဆင်ပြေလို့လှူစားကြရတဲ့သူတွေရှိသလိုတချို့တွေကအပျော်ရှာခြင်းလို့ဝါရနာရအလုပ်လုပ်ကြတာပါ။ မချင်းမနစ်တဲ့သူတွေကိုအောက်အီးတီးခတ်ပြီးပြဆက်ရှာရတဲ့ဒီလိုလိန်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးရတဲ့လုပ်ငန်းတွေမှာကိုယ်ဆုံးပြချက်တဲ့ကိုလောက်ကြတာကောင်းတယ်လို့ဆိုရိုက်ပဲအစိုးရအကောင်းပါဒီတဲ့ဆိုတာကတနာစရာအသက်မပြည့်ရှာသေးတဲ့ကလေးလေးတွေပါပါဝင်နေကြရတာပါကိုယ်ပိုင်ဆုံးပြနိုင်စရာမရှိတဲ့ကလေးတွေကိုလိန်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးကိန်းမှုမပြောနဲ့အလုံးလုံးခိုင်းတော့အရန်ကိုကြီးရအပြစ်ဒဏ်ပေးခဲ့မှာပါဒါကတကဘာလုံးဆိုင်ရာနိုင်ငံတကာစင်တက်မှတ်ချက်ဖြစ်ပြီးတော့ ကလေးတွေအတွက်အရွယ်မတိုင်ငယ်အလုံးလုံးတာကောင်းကျိုးတဲ့ဆိုးကျိုးတွေအများကြီးပါအများကြီးရှိပါတယ်။ပညာသင်ကြားမဲ့အရွယ်လေးပါပညာမသင်ကြားမဲ့အလုံးတွေလုံးနေရတာကြောင့်ကျောင်းလဲမသွားနိုင်တာကြောင့်မို့လို့တခြားရွယ်တူကလေးနဲ့ပညာရေးကွာခြားတာတွေဖြစ်နိုင်ပါတယ်။ရရှိပါလေပညာရေးနဲ့လုံးလို့ရတဲ့အလုံးတွေလည်းမလုံးနိုင်တာကြောင့်ဘဝတစ်ခုလုံးဆင်းရဲတွေရတယ်မလွတ်နိုင်ဖြစ်နိုင်ပါတယ်။ဆက်ပြီးတော့အသက်မပြည့်သေးတဲ့ကလေးတွေရဲ့ကျန်းမာရေးချိုးရဲနိုင်ပါတယ်။အသက်မပြည့်သေးတဲ့ကလေးတွေနဲ့အရွယ်ရောက်ပြီးရလူတွေကကိုယ်ခံအားချင်း ခန္ဓာကိုယ်ဖွဲ့သိပုံနဲ့မတူသေးတာကြောင့်ကျန်းမာရေးကိုစိုးစိုးဝါဝါထိခိုက်မှုတွေရှိနိုင်ပါတယ်။ခန္ဓာကိုယ်ကျန်းမာရေးကလည်းအရှမ်းကိုအရေးကြီးတဲ့ပြင် စိတ်ကျန်းမာရေးကလည်းအရှမ်းအရေးကြီးပါတယ်။အလုံးရဲ့ပြားတွေကိုမခံနိုင်သေးတဲ့အသက်မပြည့်သေးတဲ့အရွယ်တွေဖြစ်တာကြောင့်စိတ်ပိလိတာတွေစိတ်တက်ကြတာတွေတခုခုကိုအာရုံမဆိုင်နိုင်တော့တာတွေစိတ်တန်ရာတွေအများကြီးမှအများကြီးရနိုင်ပါတယ်။စိတ်တန်ရာကခန္ဓာကိုယ်တန်ရာလိုမျိုးချက်ချင်းရချက်ချင်းပြောင်းမဟုတ်တာကြောင့်မြင့်တဲ့အကြာကြီးကုစားရအောင်ပြောက်ဖို့မလွယ်ပါဘူး။ အသက်မပြည့်သေးတဲ့ကလေးတွေကလုံငန်းဝင်မှာအလုပ်ဝင်လုပ်ကြတဲ့အခါအားလည်းမနိုင်ကိုယ်ပိုင်ဆုံးဖြတ်ချက်ကလည်းတေချာမချနိုင်တာကြောင့်ရန်ကိုစိုးရိမ်ရပါတယ်။လိန်ပိုင်းဆိုင်ရာအချမ်းမဲ့ခံရမှုတွေလူကုန်ကူးခံရမှုတွေအထိပါဖြစ်နိုင်ပြီးတော့တချို့အသက်မပြည့်သေးတဲ့လုံငန်းဝင်ဝင်နေရတဲ့ကလေးတွေဆိုရင်လူကုန်ကူးခံရပြီးမှလုံနေကြရတာလည်းရှိပါတယ်။လိန်ပိုင်းဆိုင်ရာဝန်ဆောင်မှုမဟုတ်ဘဲနဲ့တန်မှန်လုံငန်းဝင်မှာလုပ်ကြတဲ့အသက်မပြည့်သေးတဲ့ကလေးလုပ်သားတွေတောင်ဒီလောက်ထိအန္တရာယ်ရှိရဆိုရင် ်မိန်ပိုင်းဆိုင်ရာဝန်ဆောင်မှုပေးတဲ့ကလေးတွေကအရှမ်းကိုအန္တရာယ်များလုံးပါတယ်ထိုင်းနိုင်ငံရဲ့ red light area တွေမှာဆိုရင်အဖွဲ့အစည်းတွေကနေကလေးတွေကိုလုပ်ငန်းခွင်မှာအသုံးမချဖို့အသုံးမပြုကြဖို့အတွက်လက်ကမ်းစာဆောင်ဝေတာတွေအမင်းဖြစ်မေးတာတွေအသိပညာပေးတာတွေလုပ်ကြပါတယ်ဒီလိုလုပ်တာတော့မှဆက်လင်းကြီးအရွယ်ကောင်းပါလေးတယောက်ညင်းပန်းနှိမ့်ဆက်ခံလိုက်ရပါတယ် red light area မှာလိန်ဖြောပြေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့လိန်ပြောင်းသားတဲ့အမျိုးသားတွေနဲ့ ပြည်ထောင်လုံငန်းလုံခြုံနေတဲ့အမျိုးသမီးတွေဟာလူတွေမတိကျတဲ့နောက်ဘက်မှာပြဿနာတွေရှိနေပြီးတော့လူသားချင်းစာနာမှုတွေပျောက်ွယ်ကုန်ကြပြီလားလို့ထိပါတွေးစရာဖြစ်လာနေပါတယ်။အသက်ပြည့်ပြီးလုံခြုံတဲ့သူတွေမှာတော့ပြဿနာတွေအများကြီးရှိနေပြီးတော့အရွယ်မရောက်သေးတဲ့အမျိုးသမီးငယ်လေးတွေကိုနေပိုင်းဆိုင်ရာအမြင့်ထုံးနေကြတာကိုလူမှုအဖွဲ့အစည်းတွေနဲ့အစိုးရအဖွဲ့အစည်းတွေကထိုက်တိုက်တန်တန်အရေးယူသင့်ပါတယ်။2022ခုနှစ်မှာဂျာမနီနိုင်ငံကခီးသွွားတဲ့ယောက်ကအသက်မပြည့်သေးတဲ့မိန်းကလေးငယ်လေးနဲ့ဆက်သွယ်ပြီးတော့ လိမ်ပိုင်းဆိုင်ရာအမျက်ထုတ်ခဲ့ပါတယ်။ဒါဥပဒေအရရောလူသားချင်းစာနာထောက်ထားမှုအရရောလူချင်းဝက်ကိုဖောက်ပြတာပါ။ပြီးတော့ဂျာမနီနိုင်ငံသားကဒီလိုဖြစ်နေတာတော့ပဲဂျာမနီကိုအေးအေးဆေးဆေးပဲပြန်သွားနိုင်ခဲ့ပါတယ်။နောက်ပိုင်းသိရတာကတော့တက်ဆိုင်ရာတွေကိုလက်ထိုးပြီးပြန်သွားခဲ့တာပါ။အဲ့နောက်မှာတော့တာဝန်ရှိတဲ့သူတွေကိုတရားစပီးအပြစ်ပေးနိုင်ခဲ့ပါတယ်။ဒါကဒီတစ်ခုလည်းဖြစ်ပြီးတော့ဒီလိုမျိုးအလားတူဖြစ်တယ်ကျွန်တော်တို့မသိပဲဘယ်တော့ဖြစ်နေမလဲတော့မသိပါဘူး။ red light area မှာမဟုတ်ဘဲနဲ့ကဘာတစ်ခွေလုံးမှာလိန်အကြမ်းဖက်မှုတွေအသက်မပြည့်တဲ့သူတွေကိုခိုင်းနေမှုတွေကိုပြင်းပြင်းထန်ထန်ရှုံချသင့်ပါတယ်။ဒါမှပဲလူသားချင်းစာနာမှုပြေဝလာပြီးလူတွေကြောင့်တိုးတက်လာတဲ့ကဘာမြေကြီးမှာလူတွေကြောင့်ပျော်ရွှင်လာမှာပါ။အခုကတော့အသက်မပြည့်သေးတဲ့ပြင်စက်နေနေအောက်ပဲရှိသေးတဲ့အသက်ကျင့်ခံရတဲ့ထိုင်းကဝင်းကလေးเจ้าကိုပြောပြပေးခဲ့တာပါ။အခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းတွေကိုအမြဲတမ်းကြည့်နေနေဆိုရင်တော့ page ကို like and follow လုပ်ကြပေးပါ။ အဆုံးသီးကြည့်ခဲ့ပေးကြတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်ဆောင်ကြပါမယ်